ူကကိုယ့်ကိုကြံ့ကြံ့ထန်ထန်ပြောလို့ကိုကသူ့ကိုပြန်ပြီးတော့ကြံ့ကြံ့ထန်ထန်ပြောမယ်ဆိုရင်တယောက်ပြီးတယောက်ပြောနေတာနဲ့ဘယ်တော့မှဆုံးတော့မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့တင်သည်အနာပြတ်တော်ကြီးခွက်ကဲ့သို့အတန်မရှိသည် ဖြစ်ပြီလောတဲ့မြတ်စွာဘုရားဆုံးမတာနော်ဆိုကြပါစို့ဦးဇင်းတို့ကြေးဖလားလေးတစ်လုံးအနာကကွဲနေတယ်ဆိုရင်ဒန်းလို့ခောက်လိုက်တယ်ဆိုလို့ရှိရင်အတန်ကခဏနဲ့ရက်သွားရော ဟုတ်လားဘာလို့ဆိုအနာကကွဲပြက်နေတာကိုဟုတ်ရလားတကယ်လို့သာကြီးဖလားလေးရအကောင်းလေးဆိုရင်ဒန်းလို့ခောက်လိုက်ရင်မပြီးနိုင်ဘူးသူကပြန်ပြီးတော့အတန်တွေကထွက်နေတာအဲ့ဒါလို့မပြီးနိုင်မဆုံးနိုင်အတန်တွေထွက်မနေပါနဲ့အနာပြက်တဲ့ကြီးခေါင်းတော့အနာပြက်တဲ့ကြီးကွက်ကလေးလို့တစုံတစ်ခုနဲ့ထိခိုက်မိသွားတယ်ဆိုလို့ရှိရင်အတန်ကိုအကြာကြီးမထွက်ပါနဲ့ဟုတ်လားသူကအနာပြက်နေတာဆိုတော့တကယ်ကိုအကြာကြီးထွက်မလားမထွက်ဘူးအဲ့ဒါလို့မျိုးကိုယ့်ရဲ့စိတ်ကို thiên chung này ổn chùa dài dài mình